မြမရိုးရတိုင်းသားစားစာတွေကနိုင်ငံသားဧည့်သည်တွေကိုဒုတိယဆွဲဆောင်နိုင်တဲ့အရာဖြစ်တာကြောင့်ဟိုတယ်နဲ့ခီးသွွာလာရေးလုပ်ငန်းတွေမှာမြမရိုးရစားစာတွေကိုတုံးချပြီးကဘာလဲခီးသွွာတွေရဲ့လာရောက်လက်ပတ်မှုကိုမြင့်တင်နိုင်တယ်လို့ပြည်ရင်းမြမရိုးရအစားအသောက်သင်းဖွဲ့ရေးထံကတီးရပါတယ် မြန်မာနိုင်ငံအနေနဲ့ရိုးရအစားအစာတွေထုတ်လုပ်မှုကိုစနစ်တကျကြီးကြပ်နိုင်သူတွေအလွန်နေနေသေးတယ်လို့ Food Science and Technology Association မြန်မာဥက္ကဋ္ဌဒေါင်းဝင်းကြီးကပြောပါတယ်။အစားအသောက်ကအခုချိန်မှာဆိုရင်ကိုယ်နိုင်ငံမှာကုန်ချမ်းရှိတယ်လေ။ဟုတ်ကဲ့လေရတန်းကားထွက်တဲ့ပစ္စည်းကုန်ချမ်းရှိမှာကုန်ရောကို process လုပ်တဲ့အခါစနစ်တကျလုပ်ဖို့ထုတ်လုပ်သူပဲများလာတယ်။ဒီထုတ်လုပ်မှုအတိအကျခါကြီးကြပ်ကုတ်ကဲပေးမဲ့ဤပညာတွေဖြန့်ပြီးမဲ့ဆရာမတို့ epidemiologist တွေ food scientist တွေဆောင်းတဲ့0.001%လောက်မြမရိုးရတိုင်းရင်းသားအစားအစာတွေကိုနိုင်ငံတကာကပုံမိုလက်ခံသိရှိလာစေဖို့အတွက်မြမရိုးရအစားတောက်သင်းဖွဲ့တွေလိုအဖွဲ့တွေစုပေါင်းပြီးနိုင်ငံတကာနဲ့ဆက်ဆက်ပြတ်သားတဲ့စားတောက်ကုန်ဆိုင်ရာပြပွဲတွေပုံမိုပြန့်တလာကြတယ်လို့သိရပါတယ်နိုင်ငံသားဧည့်သည်တွေကိုဆွဲဆောင်မှုလုပ်ဆောင်တဲ့နေရာမှာရိုးရအစားအစာတွေကိုပြပွဲမှာဝင်ရောက်ပြတ်တာမျိုးတွေအပြင်အစားအသောက်တွေကိုတမ်းမာရေးနဲ့ကိုက်ညီစွာထုတ်လုပ်ဖို့လဲလွယ်လို့သိရပါတယ် ယ်မြမရိုးရအစားအစာတွေမှာတာရင်သားမျိုးနွယ်အလိုက်နေရဒေသလိုက်ရိုးရအစားအစာများစွာရှိနေတာက ပြပနိုင်ငံသားဧည့်သည်တွေအတွက်စွဲဆောင်နိုင်တဲ့အဓိကချက်ပဲဖြစ်ပါတယ်ဒီသတင်းကို စန်းတီရီခင်ကပေးပို့တာဖြစ်ပြီးကျမဆုစံနေရွှေကတင်ဆက်ပေးထားတာဖြစ်ပါတယ်